ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ Go Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့မရဏမော်တိုက်ပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်ခွန်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ ဇလန်းကျောင်းညလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ဘေးနား notification လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။ဒီဇလန်းလေးကို တင်ဆက်ပေးသွားမယ့်သူကတော့ကျမဖိုးဟီပဲဖြစ်ပါတယ်ရှင်။ဥတော်မတယောက်ပြင်းထန်လာတော့မဲ့တိုက်ပွဲကိုကြိုတင်သုံးသပ်နေခဲ့ပါ रे ဥတန်ခေဥဝွန် ဦးတော်မတို့သုံးဦးလည်းပြင်ဆောက်ယူပါကိုင်းမှအတူရှိစဉ်ကလေးကဦးတော်မရဲ့ဖခင်ကြီးကိုအကြောင်းပြုပြီးမိတ်ဆွေများဖြစ်ခဲ့ကြပါရဲ့အခုအခါပြင်ဆောက်ယူပါကိုင်းရဲ့ဂိုင်းခွဲတစ်ခုဖြစ်တဲ့ရက်ခကိုင်းကတစ္ဆာဖောင်အမိတက်ပြီးဦးဝုံကိုဖမ်းဆီးထားကြပြီဖြစ်ပါရဲ့ဦးဝုံဟာရက်ခကိုင်းရဲ့ဒုစရိုက်မှုများကို သိရှိပြီးဂိုင်းကနေထွက်ပြေးခဲ့စဉ်နောက်ပိုင်းပုံမောအစွမ်းထလာခဲ့ပြီး ဂိုင်းရဲ့ရာစုမူကြီးလည်းဖြစ်တာကြောင့်အလွဲတကူတက်လို့မရပါအဲဒါကြောင့် ဥဝုံရဲ့အစွမ်းသိတိများနေပါအောင်ဒီကနေ့ညနေကျွဲကောင်းကျွန်းမြေစိတ်တနေရာမှာအစီအရင်ပြုလုပ်ပြီးတော့တက်ကြမှာဖြစ်ပါတယ်မေဆွေကြီးဥဝုံကိုကဲတင်မှုအတွက်ဥတော်မနဲ့နေချက်တုံလန်ရေးကောင်းဆောင်ကြီးရဲ့တက်ဖွဲ့ကျွဲကောင်းကျွန်းကို ရောက်လို့ပြီဖြစ်ပါတယ်မြေကျဲလေးတစ်ခုကိုဖျက်ကူးပြီးရင်တော့ကျုံးမို့ကိုရောက်မှာဖြစ်တော်လဲနောက်ကလိုက်လာမယ်ထူးမောင်ကိုစောင့်နေကြခြင်းဖြစ်ပါတယ် တိတ်မကြလိုက်ပါ ခံဝေးဝေးကမြေးကြီးမိုးမောင်နေအတူအပြင်းနှင်လာတဲ့ထူးမောင်ကိုတောပုံးကြီးနဲ့ဦးတော်မတို့တွေးလိုက်ရတော့တယ်ရက်ခကိုင်းကိုဝင်းရောက်မှွေနှောက်စင်ကမြေးကြီးမိုးမောင်ပြောင်းနေတာမို့အခုပြန်ရှာလာတာကိုသဘောပေါက်သွားကြပါတယ်တုံးဦးသားဆုံမိကြတဲ့အခါမြေးကြီးကလေးကိုကူးဖို့ပြင်လိုက်ကြပါတယ် ထူးမောင်မြင်းမော်ကခုံဆင်းလာခဲ့ပြီးလက်တစ်ဖက်ကဇက်ကျိုးကိုဆွဲပြီးတော့မြေကျင်းအနီးကိုတလှမ်းချင်းရှောင်လာပါတယ်။ပြီးတော့တစ်ဖက်မှာရှိတဲ့ကျွဲကောင်းကျွန်းကြီးကိုလှမ်းမိကြည့်ပါတယ်။ထူးမောင်ရဲ့နောက်မှလည်းတောပုံကြီးတို့အဖွဲနဲ့ဥတော်မားတို့လိုက်လာကြပါတယ်။ထူးမောင်ဟာလက်တစ်ဖက်ကိုစမ်းထုတ်ပြီးပထဝီမန်တန်ကိုရွတ်ဖက်လိုက်ပါတယ်။ အဲ့ဒီအခါထူးမောင်ရဲ့နောက်ကျောမှာဥဝန်ကိုယ်တိုင်မှင်းနဲ့ရေးထိုးပေးထားတဲ့ပထဝီမန္တန်မှ အရောက်အနည်းငယ်ထွက်လာတဲ့ ထူးမောင်နဲ့ပထဝီမန်တန်အစုံမှစမ်းထုတ်ထားတဲ့လက်ကိုလေထဲမှပင် ပင့်တင်လိုက်တော့မတိမ်မနှက်ဖြစ်နေတဲ့မြေကျင်းကလေးမှမြေသားမှုမှုများကတတားတဖွဲကက်လန့်ထိုးသွားတော့တယ်။အဲ့ဒီနောက်မြင်းကြီးမိုးမောင်ရဲ့နောက်ကျောပေါ်လှမ်းတက်ပြီးအရှိကနေစတင်ထွက်ခွာပါတယ်။ဒေါ်ပုံးကြီးနဲ့ဦးတော်မားတို့လည်းအတူတကွလိုက်ပါခင်ကြတော့တယ်။ထူးမောင် စွမ်းအားတွေမှာအကန့်အသတ်မရှိဘူးဆိုပြီးနေရာတိုင်းမတုံးပါနဲ့ကွာမင်းမလည်းအစိမ့်တန်ရာတွေအရှင်းပြုတ်သေးတာမဟုတ်ဘူးအပွဲပွဲလဲနှွဲခဲ့ပြီးပြီမဟုတ်လားအခုတက်ပွဲကပေါ်ပေါ်တန်တန်မဟုတ်ဘူးဆိုတော့လက်ပဲမကျစေချင်ဘူးကောင်းပါပြီဥတော်မကျုံနားလေပါတယ်ဥတော်မလည်းကျုံးမော်ကိုကူရင်နဲ့လမ်းမှာမှားဆရာရှိတာများကိုမှားချနေခြင်းဖြစ်ပါတယ် တောပုံးကြီးရဲ့စုံစမ်းချက်အရာရခခိုင်းအနေနဲ့ထူးမောင်ရဲ့အစွမ်းသိထိများမှာ NDA ပေးနိုင်တဲ့အပြင်တင်ရမဲ့သူမှဥဝုံဖြစ်နေတာကြောင့်ဂိုင်းတုံးခုမှအခုအညီကိုယူထားတယ်လို့သိရပါတယ်။အဲဒါကြောင့်လည်းအစားစားအရာရာအမှားအယွမဖြစ်စေဖို့တိုက်ပွဲအတွေ့အကြုံရင်းချက်သူနှစ်ဦးကထူးမောင်ကိုတတိပေးနေခြင်းဖြစ်ပါတယ်။ကျွဲကောင်းကျွန်းကြီးဟာမြစ်လေကိုရောက်လို့နီးနီးမှရှိပြီး မြို့တစ်ခုကောင်းကောင်းတည်နိုင်လောက်အောင်ကြီးပါတယ်အပေါ်တဲတဲကကြည့်ရင်ကျွဲတကောင်ရဲ့ဥကောင်းနဲ့တူလာပါတယ်ကျောမော်မှာအချင်းချနေထိုင်သူဆိုလို့မရှိအကြောင်းမှာတော့ညအခါမှမြည်ရဟာကျုံတဝက်ခန့်ဖုံလွှမ်းသွားတတ်တာကြောင့်ဖြစ်ပါတယ်အဲဒါကြောင့်ကျုံလေမှာတောအုပ်ကလေးလိုဖြစ်နေပြီးပန်ဝန်းကျင်မှာတဲတောင်ပြင်ကြီးတာဖြစ်ပါတယ် တဖက်ကကျုံးပေါ်မှာရှိနေတဲ့ရက်ခကိုင်းမှလည်းသူတို့ရဲ့အကြံအစီအတိုင်းစတင်ပြင်ဆင်နေကြပြီ ဖြစ်ပါရဲ့ရက်ခကိုင်းသားတို့မှမြစ်ထဲဆင်းကြပြီ ကျွန်းဆက်တောင်ပြင်းနဲ့ခက်လန့်လန့်မှလေးတိုင်စင်ကြီးတစ်ခုကိုစောက်လုံးလိုက်ကြတယ်။အဲ့ဒီစင်ကြီးမှာတော့ဥဝုံကိုကွံ့မြဲကြမဲ့နေရာဖြစ်ပါတယ်။တောအုပ်ထဲမှာလည်းဂိုင်းရဲ့အကြီးပိုင်းလူတို့ချို့စူဝေးတိုင်ပင်နေကြတယ်။တောအုပ်အတွင်းမှာရက်ခဂိုင်းသားတို့ကအသိရှိတဲ့ကြောက်တုံးခန့်ဝိုင်းဝိုင်းကိုတစ်သားတုံးများနဲ့ဝိုင်းပြီးဇပွဲနဲ့ခုံများတပွဲပြင်ဆင်ထားကြတယ်။အဲ့ဒီနေရာမှာစူဝေးတိုင်ပင်နေသူများကတော့ရက်ခဂိုင်းရဲ့ရာစုမှုတူဦးနဲ့ဆဲ စုမှု10ဦးဖြစ်ပါတယ်။ဂိုင်းရဲ့ဖွဲ့စည်းပုံအရဘလူးတက်တာ10ဦးကိုအုပ်ချုပ်သူ2ဦးရှိပြီးစဲစုမှုဖြစ်ပါတယ်။စဲစုမှု10ဦးအထက်မှာရာစုမှုဆိုပြီးရှိကြပါတယ်။အခုစဲစုမှု10ဦးနဲ့ရာစုမှု2ဦးရှိရမို့တက်သားအင်အားလည်းတရာဖြစ်ပါတယ်။သူတို့ကလက်ရှိမှာတော့ ဥဝုံကိုလက်ဆတုံးမှုအတွက်ထူးမောင်တို့ကိုတေချာပေါက်လာရောက်ကဲတင်မကိုသိပြီးအကူအညီယူထားတဲ့တခြားဂိုင်းကြီးများမှမဟာမိတ်တို့ကိုစောင့်နေကြခြင်းဖြစ်ပါတယ်။တခြားဂိုင်းသားတွေမရောက်သေးဘူးလားကွာအချိန်နှောင်းလို့မဖြစ်ဘူးဆိုတာမသိကြတာလား။ရာစုမှုကတခြားဂိုင်းကြီးနှစ်ခုမှအစင်းမြင့်ပညာသည်များရောက်မလာသေးတာကိုစိတ်ပစ္စည်းတော်ဟန်နဲ့ပြောနေပါတယ်။ဥဝုံအရေးကိစ္စအတွက်သာ ပူပေါင်းထားရတော့လေဂန်းကြီး၃ခုမှာတော့အပြိုင်အဆိုင်များတာကြောင့်ကွဲရမှအကောင်မပြောကြပါအထူးသဖြင့်လှဲစားတတ်တဲ့နေရာမှာသူမတူအောင်ကျွမ်းကျင်နေမဲတော်လေးပါးကိုင်းကို ရာစုမူကပုတ်ခတ်စကားပြောနေပါတယ် အဲ့ဒီအချိန်ကောင်းကင်အထက်မှလက်သေးဆုပ်ခန့်ရှိတဲ့မီးလုံးနှစ်ခုအရှိန်နဲ့ထိုးဆဲလာပြီးမြေပြင်ပေါ်ရောက်တဲ့အခါမိမနှစ်ယောက်ဖြစ်သွားတယ်။အဲ့ဒီမိမနှစ်ယောက်တို့ကအလုံးချောမောလှပပြီးဝန်စားစီရင်ဟန်များမှလည်းနှစ်ဦးစလုံးတူကြပါရဲ့။မိမနှစ်ဦးရဲ့အလှမှဆယ်စုမူများငေးမောသွားတဲ့အထိဆွဲဆောင်မှုရှိလာတဲ့အပြင်ရာစုမူကြီးကပင်အဲ့ဒီမိမနှစ်ဦးကိုစိတ်စိတ်မကြည့်ပဲမင်းတို့ မဲတော်လေးပါးကိုင်းကလားဟုတ်ပါတယ်ရှင်နှစ်ယောက်တည်းလားမဟုတ်ပါဘူးရှင်မဲတော်ကြီးရဲ့ညာလက်ယုံတခင်မဒေါ်ကြီးညိုလည်းပါတယ်ရှင်ဘမလဲမလာသေးဘူးလားမင်းတို့အချိန်ကိုလေးစားတဲ့နေဒါပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ဘူးတခင်မကြီးကအရင်ရောက်နေတာကြပါပြီဟောဟိုကတစ်ပင်ပေါ်မှာပါစကားဆုံးတာနဲ့အပင်ထက်မှရှိနေတဲ့ကြီးကန်းတကောင်ဟာထားပြန်သွားပြီးရာစုမှုအနည်းကိုထိုးဆန်းလာတဲ့အဲ့ဒီကြီးကန်းမ ဒေါ်ကြီးညိုဆိုတဲ့မိမကြီးတဦးအသွင်ပြောင်းလဲသွားပြီးသူ့ရဲ့ခက်ချောချောတပဲမှနှစ်ဦးအလေမှရလိုက်တဲ့အဲဒီအခါဘေးမှရှိနေတဲ့ဆုံးမလေးများက အသေးယူလာတဲ့ပြောင်းဖူဖတ်စင်းလေးကိုမိညိပြီးဒေါ်ကြီးညိုကိုတရိုတသေးပေးလိုက်ကြပါရဲ့ဒေါ်ကြီးညိုခမည်းကျောက်တို့အနာမှာနေတို့ပြောတဲ့အတင်းအဖြစ်စကားတွေငါအားလုံးကြားတယ်မေတော်ကြီးအမိန့်ပါတာကြောင့်ရှိစေအောင်ဒါကြောင့် ခမရတို့မိမတွေနဲ့မပတ်သက်ချင်တာရာစုမူကအရက်ပြေတော့ကန်နေချိန်တော်ထဲမှလူနှစ်ယောက်ထွက်လာခဲ့ပြီးရာစုမူကြီးအနီးကို ရောက်လာခဲ့တယ်။အဲ့ဒီနောက်ကဲပါလေ အချင်းမများကြပါနဲ့ဒီအချိန်မှာအားလုံးကသွေးစည်းရမယ်မိတ်ဆွေတွေပဲမဟုတ်လား။နဂန်ဒီနဲ့နဂန်နဲ့ဟောက်ပါဗျာကျုပ်တို့ပြင်ဆောက်ယူပါဂိုင်းကြီးရဲ့ရခအဖွဲနဲ့တိုက်ရိုက်ပတ်သက်နေရတဲ့အရေးအခင်းမှာအကူအညီပေးဖို့ဆိုပြီး နဂါမင်းကိုယ်တိုင်လှုပ်လိုက်တဲ့နဂန်ဒီနဲ့နဂန်နဲ့ပါရာစုမူကြီးကမှတ်မိတာပဲမင်းတို့ကိုတွေ့ရတာဝမ်းသာတယ်ကွာကဲအားလုံးပဲထိုင်ကြပါဟိုဘက်ကအမျိုးသမီးများလည်းထိုင်ပါကျုပ်တို့လက်ဝဲကိုင်းကအဆွေတော်များကိုစောင့်ကြပါစို့ရောက်နေပါပြီဗျာဓာကြီးတဲ့နေရလို့နောက်ကျနေရပါနည်းနည်းကူကြပါဗျဟဲ့ဟဲ့ဟဲ့အော်ဘယ်နဲ့မလွတ်မလပ် ရက်ခအဖွဲသားများနဂါအဖွဲသားများနဲ့မဲတော်လေးပါးခန်းဝင်တို့ကြားထဲကိုလူသေးသေးနဲ့အခေါင်းကြီးကိုနှစ်ဦးသားတရင်တရင်မှပြီးဝေလာကြသူများကြောင့်ဝိုင်းပြီးတော့ကုညီလိုက်ကြတယ်။မင်းတို့ကလက်ဝဲခိုင်းသားတွေလား။တိတ်ဟုတ်ပေါ်ဟောတာကလက်ဝဲခိုင်းရဲ့အားအထားရဆုံးဖုံးရစာတတိတဲ့ကျောင်းနံမင်းကတုံးကျိုးရှင်တတဲ့မှာအဲ့ဒီလိုအချင်းချင်းမိတ်ဆက်နေကြစဉ်တာမန်ထွားကြတဲ့လူတို့ဦးက ဝေးရုံနဲ့ကိုခြုံထားပြီးဩစာပြည့်တဲ့အတန်းနဲ့ဝင်လာပါတယ်။စုံနေကြပြီဆိုရင်အားလုံးကိုကြုတ်ကျိုးဆိုပါတယ်။အဲ့ဒီအတန်းကိုကြားတာနဲ့ရခအဖွဲမှ ရာစုမူကြီးရစပြီးအဖွဲသားအားလုံးနဲ့အတူနဂန်းနီနဂန်းနဲ့တို့ကမြေပြင်မှာဒူးထောင်အယုသိပေးလိုက်ပါတယ်။ကျန်ရှိတဲ့မဟာမိတ်အဖွဲ့ဝင်တို့မှခေါင်းငုံယူတာအယုသေးပြူလိုက်ကြပြီးမိမိတို့နေရာမှာအသီးသီးထိုင်ကြပါရဲ့ အဲ့ဒီနောက်အယိုအသေးအပေးခံရသူကကြောက်စပွဲထိတ်မှရှိတဲ့ခမ်းမြင့်မြင့်ခုံတစ်ခုပေါ်မှာထိုင်လိုက်ပြီးကျောင်းအနေနဲ့အထူးမိတ်ဆက်ဖို့လိုမဲ့မထင်ပါဘူးအားလုံးသေးကြတဲ့ရက်ခခိုင်းဆောင်ဘလူးမင်ဦးကြောက်လုံးမှာအခုလိုလက်ဝဲခိုင်းနဲ့မဲတော်လေးပါးခိုင်းကလည်းပါဝင်အားဖြည့်ပေးတဲ့အတွက်မင်းတို့ရဲ့တခေတခေမတွေကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါအားလုံးစုံပြီးဆိုရင်တော့အစီအရင်စမယ်တအူးကြံပါသေးတယ်ရက်ခမင်းကြီး ဘသူတို့ရာစုမှုငါမသိရပါလားမြေအောင်အဖွဲ့ရဲ့အထူးအကူအညီတစ်ခုအဖြစ်ဂိုင်းချုပ်ကြီးကိုယ်တိုင်လက်ခံထားတယ်လို့ကြားသိရပါတယ်အဲ့ဒီအချိန်မှာခံဝေးဝေးကတစ်ပင်ကြီးတပင်က ထပ်ပိုင်းပြက်ပြီးဟုံးငနဲလဲကျသွားပါတယ်တစ်ပင်လဲတာကြောင့်ခါထွက်လာတဲ့အရွက်များကြားမှာလူငယ်တဦးလမ်းလျှောက်လာနေပါတယ်အဲ့ဒီအခါရာစုမှုကစတင်ပြီးသူ့လမ်းမှာပိတ်နေတစ်ပင်ကိုယ်တောင်မရှောင်နဲ့သူ အယူလိုထင်းရလုံးတက်ပြီးပြိုင်ဘက်ကင်းနဲ့ဓာသမာသူမပိုင်းဖြတ်နိုင်တာသူ့ဓာတ်တချောင်းပဲရှိတယ်ဆိုရက်မဟုရဓာတ်နဲ့ရှင်ကြော့ထင်းဘာပဲဖြစ်ဖြစ်လေအထက်ကအကြောင်းရှိလို့လှုပ်လိုက်တဲ့ကျေးစားတူပဲမြေအောက်အဖွဲကမနိုင်လို့ကျေးစားရထူ ပေးထားရတဲ့ဓာသမာထင်းရင်ဟုတ်ပါတယ်ရက်ခမင်းကြီးဓာတ်နဲ့ရှင်ကြော့ထင်းရောက်လာပြီးနောက်သူဟာထိုင်ကုန်မှမထိုင်မေစကားဝိုင်းအနီတစ်တပင်ကိုကြောမိပြီးအဝေးကိုငေးနေပါရဲ့ ပြောနေတဲ့စကားများကိုလည်းဂယုမဆိုင်ဟန်မကြားဟန်နဲ့ငိမ့်နေလိုက်သေးပါရဲ့အဲ့ဒီနောက်ရခခိုင်ဆောင်ဘလူးမင်းဦးကြောင့်လုံးကဦးဝင်းကိုတတ်ရမဲ့ကိစ္စနဲ့ပတ်သက်ပြီးစတင်ဆွေးနွေးတော့ပါရဲ့ဆွေးနွေးတဲ့နေရာမှာမဲတော်လေးပါးကိုင်းကဒေါ်ကြီးညိုရဲ့စကားကြောင့်အားလုံးရဲ့အကြည့်များဟာဒေါ်ကြီးညိုထံရောက်ရှိသွားကြပါရဲ့ လာရလမ်းမှာမြင်ခဲ့သမျှဆိုရင်တော့ကောင်းလေးနဲ့အတူအရင်ကရခခံရစုမူဟောင်းဦးတော်မနဲ့လူတချို့ပါလာကြတယ်လူအင်အားတော့90လောက်ရှိလိမ့်မယ်အနောက်ပြီးတော့သူတို့အနောက်ခန့်ဝေးဝေးကလည်းလူနှစ်ယောက်လိုက်လာကြတယ်ကျုပ်တို့နှစ်ယောက်ဖြစ်ပါလိမ့်မယ်ဒေါ်ကြီးညိုလက်ဝဲကိုင်းကနောက်ကျနေတဲ့ တာတီးနဲ့တာတင်တို့စကားကြောင့်အားလုံးလေဒေါ်ကြီးညိုအမြင်မှားတယ်လို့ထင်ကြတော့လေရခမင်းဦးကြောင့်လုံးကတတိထားဖို့ပြောရင်အစီအစဉ်ကိုဆက်ပြောပါရင်အဲ့ဒီအချိန်တောပုံးကြီးရဲ့လူနှစ်ယောက်ကတောအတွင်ထောက်လန်းပြီးဂိုင်းသုံးခုရဲ့အစည်းအဝေးကို နားထောင်နေကြပါရယ်အဲ့ဒီနောက်တောပုံးကြီးရဲ့လူနှစ်ယောက်နောက်လှည့်ပြီးပြန်တဲ့အခါဓာနှက်ရှင်ကြော်ထင်းနဲ့ပက်ပင်းတူမိကြတော့တယ်တဖက်မှာလေတောပုံးကြီးအဖွဲနဲ့ ်ဦးတော်မတို့ဟာဥဝုံကိုကဲတင်မဲ့ကိစ္စအတွက်ထူးမောင်တဲ့အတူတိုင်မိနေကြပါရဲ့ဦးတော်မကျောက်လူနေရောင်တည်င်းထောက်လှမ်းမှုလှုပ်လိုက်တာကြပြီဗျကျောက်လိုက်သွားအောင်မေဂယုဆိုင်ပါတော်ပုံကြီးတော်ပုံကြီးလဲခေါင်းငိတ်ပြလိုက်ပြီးသူ့လူနေရောင်ကိုခက်စိတ်စိတ်လိုက်ရှာခဲ့ပါရဲ့အတန်းကြားတဲ့အခါ ဝင်းယုံဆက်မှာတဦးကခေါင်းပြက်နေပြီးတဦးကခန္ဓာအောက်ပိုင်းပြက်နေတဲ့သူ့ရဲ့တက်သားများကိုတွေးလိုက်ရတော့တယ်။အဲဒါကြောင့်တောပုံကြီးလည်းစိတ်မကောင်းစွာနဲ့ထားရခဲ့ရပြီးလှဲထွက်တဲ့အခါအောက်ပိုင်းပြက်နေတဲ့သူက တောပုံကြီးရဲ့ခြေထောက်ကိုလှမ်းဆွဲပြီး သူ့ကြားသီးရသမျှကိုကက်ပြောရင်းနဲ့ပင်သွေးထွက်လိုမီတေးဆုံးသွားခဲ့ရတယ်။တောပုံကြီးမှာအကြောင်းအရာတချို့သိခဲ့ရပြီးဒါနရှင်က ူရဲ့တက်သားနှစ်ဦးစလုံးကိုတိအောင်တက်လို့ရပါတော့လေမတက်ပဲထားခဲ့တာကိုတွေးစရာတခုဖြစ်နေခဲ့ပြီးဦးတော်မနဲ့ထူးမောင်တို့ထံပြန်လာခဲ့တော့တယ်တပတ်မှအားလုံးစုံနေကြပြီဦးတော်မအစီအစဉ်အတိုင်းမော်ထူးမောင်မင်းရဲ့ဦးဝရှိတဲ့နေရာကိုတိုက်ရိုက်သွားရမယ်ငါနဲ့တော်ပေါင်းကြည့်တော့မင်းကိုကာကွယ်ပေးထားမယ်အဲ့ဒီလိုနဲ့ကျုံးရဲ့တပတ်ကနေပြီးတောအုပ်ကိုဖြတ်လာခဲ့ကြတော့တယ်ကျုံးဆက်မြည်ရပြင်းအနီးမှာလေရက်ခါတို့အဖွဲက ဥဝုံကိုကျောတုံးရက်သားဆွဲခေါ်လာခဲ့ကြတဲ့ဥဝုံကိုရာဇဝေသားတဦးတပွဲတစ်တုံးကြီးကိုပခုံးမှတင်ထားပြီးလက်များကိုတန်ကျိုးနဲ့ပူးကချုံနောင်ထားကြတဲ့ရာစုမူးကိုယ်တိုင်ဥဝုံရဲ့လဲပင်ကိုတန်ကျိုးကွင်းစုပြီး အရှိကဆွဲလာခဲ့ခြင်းဖြစ်ပါတယ်သူတို့ဘေးပတ်ဝန်းကျင်မှာ တက်ချာမဟာမိတ်ခိုင်းမြရဲ့ပညာသေးတို့ဝင်းရံထားတဲ့နောက်မှလည်းရခခိုင်းရဲ့စေစုမှုများနဲ့တက်သားတရာရှိနေကြတယ်သူတို့အားလုံးဟာမြည်ရီထဲမှာတီးဆောက်ထားတဲ့လေးတိုင်စင်ရှိရာကိုခေါ်သွားနေခြင်းဖြစ်ပြီးလေးတိုင်စင်မှာလည်းရခမင်းဥကြောင်လုံးရှိနေပါတယ်အားလုံးကိုတောဆက်မှလှမ်းမြင်နေရတဲ့ထူးမောင်တို့အဖွဲ့ကလည်းစတဲ့လှုံရှားကြတော့တယ်ရခများက ဥဝုံကို၄တိုင်စင်ပေါ်တင်ထားကြပြီးနေဝင်ချင်းကိုစောင့်နေကြတာနဲ့တပြိုင်တည်းထင်ထူးမောင်လေးနေလုံးကိုမောကြည့်လိုက်ပါရင်မိုးလွယ်ပိုင်းဖြစ်ပြီးနေဆောင်လာခဲ့တာကိုတွေ့ရပါတယ်နေဝင်ချင်းရောက်တာနဲ့အစီအစဉ်အားလုံးကိုဆုံးရှုံးသွားရမှာဖြစ်တာကြောင့်အချိန်မစွဲတော့ပင်မြင်းကြီးမိုးမောင်အပေါ်ကိုတက်လိုက်ပါတယ်ဦးတော်မလေးသူ့ရဲ့ပိတ်တာ24တဲ့တူကြီးကိုဆွဲမှပါတယ် တောပုံကြီးရလင်သူ့ရဲ့တက်သားများကို လက်ထောင်အချက်ပေးလိုက်ပါတယ်။ဥို့ကျုပ်ခမားစီလာနေပြီ။ထူးပေါင်ကမျက်စီကိုကြည့်ပြီးပြောလိုက်ရင်းနဲ့မြင်းကြီးမိုးမောင်ကို အပြင်းနှင်တော့ပါတယ်။ မိုးမောင်ရဲ့ပြေးရကြောင့်ရခါအဖွဲကိုတေးချမြင်လာရတယ်။အဲဒီအချိန်မှာထူးမောင်ကိုတွေးမြင်လိုက်ရတဲ့တဖက်ရန်သူများကလည်းအသည့်ပြင်လိုက်ကြတော့တယ်။ဆယ်စုမူဆယ်ဦးနဲ့အတူရခါအဖွဲသားတရားပြေးတက်လာကြတဲ့အခါတောပုံကြီးနဲ့အဖွဲလည်းအနောက်ကလိုက်လာပြီးရိုင်းဖဲများနဲ့ထိုးချိန်ပြစ်ခတ်ကတိုက်ပွဲစတင်လိုက်ကြတော့တယ်။တပတ်မှရှိတဲ့ဆယ်စုမူးဆယ်ဦးအုပ်ချုပ်တဲ့ရခအဖွဲသားများဟာ တာမန်လူအသွင်ရှိပေမဲ့တိုက်ပွဲအတွေ့မှာဘလူတရေစည်းသလိုကြီးစံများကိုပင်အကြောင်းအလန့်မရှိဝေရောက်တိုက်ခိုက်ကြပါရယ်သူတို့ရဲ့လက်ထဲမှာလည်းဒေါတာလက်နဲ့တို့ကိုစီကင်ထားကြပြီးတောဘုံကြီးရဲ့နယ်ချဲတုံလည်ရေးတက်သားများကိုအမဲဖြဲကြတော့မှဟန်တိုက်ခိုက်တော်ပါရယ်အဲ့ဒီအချိန်ဆယ်စုမူငါးဦးကထူးမောင်ကို မြင်းမော်ကကြာသွားအောင်တိုက်ခိုက်ဖို့ပြေးလာကြတဲ့အခါ ထူးပေါင်နဲ့တင်စောမှန်တန်အစွမ်းနဲ့ညာလက်ကိုဝှေ့ရမ်းပြီးမီးလောင်တိုင်သွင်းပေးလိုက်တော့တဲ့ထူးမောင်ရဲ့အစွမ်းကိုမြင်ပြီးကြောင်းလန့်သွားကြတဲ့ကျန်စေစုမူငါးဦးမှတော်ပုံကြီးကိုဝိုင်းထားလိုက်ကြတဲ့တော်ပုံကြီးလည်းခါကြမှာရှိတဲ့ခြောင်လုံးပြူတနက်နှက်လက်ကိုဆွဲထုတ်ကအသိပြင်ထားပြီးစတင်တိုက်ခိုက်ကြတော့တယ် တနတ်များကြောင့်ရခအဖွဲသားတို့အတုံးအယုံဖြစ်ကုန်ကြတဲ့အခါရာစုမူကြီးကလက်ခုပ်သုံးချက်တီးလိုက်ပါတယ်အဲ့ဒီလက်ခုပ်တန်ကိုကြားတာနဲ့တချို့သောရခအဖွဲသားတို့မှကြီးစံကိုပင်ရှောင်းတိန်ဖန်းစည်းနိုင်တဲ့အထိအစွန်းထက်သွားတော့တယ်တိုက်ပွဲအသာစီးရတာနဲ့ရာစုမူကြီးလေထူးမောင်ကိုတာစီဖို့အတွက်တက်ချက်ခုံလိုက်ပါတယ် လေးဘော်ကပြန်ဝဲလာပြီးထူးမောင်စီရောက်လာတဲ့အခါထူးမောင်ကတိုက်ခိုက်ဖို့လက်ရွယ်လိုက်တော့လေရာစုမိုးကြီးရဲ့ရှင်းမတ်ဘော်ကိုပိဿ24နဲ့တူကြီးနဲ့အရိုက်ခံရပြီးဦးတော်မရောက်လာခဲ့တော့တယ်ဆက်သွားထူးမောင်ရာစုမိုးကြီးကဦးတော်မရဲ့တူရိုက်ချက်ကြောင့်လွင့်ကျသွားတော့လေဒေါသတကြီးနဲ့ပြန်ထလာပြီးဦးတော်မနဲ့တယောက်ချင်းရှင်းပြန်ကြတော့တယ်ထူးမောင်လည်းလမ်းမှရှိနေတဲ့အနောက်အရှက်များကိုကြော်လွားခဲ့ပြီး ဥဝွန်ထံအပြေးနှင်ခဲ့ပါတယ်။ဒါပေမဲ့ဥဝွန်ကကန်ဆာကလူအလုံးကိုမြင်လိုက်ရပြီးမျက်နှာတစ်ချက်ပြတ်သွားတယ်။ကောင်းလေးမင်းတို့မလာကြနဲ့တောမကိုခေါ်ပြီးပြေးကြတော့ငါအတွက်အသက်တွေပေးဖို့မလိုဥဝွန်ကအော်ပြောနေတာကိုထူးမောင်ကြားရတော့လေမကြားဟန်ဆောင်ပြီးတော့လမ်းကရက်ခအဖွဲသားတို့ရဲ့အတားအဆီးများကိုကြော်လွားနေခဲ့ပါတယ်။ဥတော်မလည်း ဘဲလက်ထဲကတူကြီးကိုညာလက်ကိုပြောင်းကန်လိုက်တဲ့တဖက်မှလည်းရာစုမူကြီးကတန်တင်းဖို့လက်ကန်ရိုးကိုဆွဲပြီးရက်နေပါရင်အဲ့ဒီနောက်နှစ်ဦးစလုံးအရှိန်နဲ့ပြင်းဝင်လာပြီးလက်နဲ့နှစ်ခုကိုအားနဲ့လွှဲကရှင်ရိုက်လိုက်တော့ရင်ဦးတော်မဟာရာစုမူဟောင်းကြီးဖြစ်ပြီးခေသူမဟုတ်တဲ့အပြင်လက်ရှိရာစုမူရဲ့ခွန်အားမှလည်းပေါ်တန်တန်မဟုတ်တာကြောင့်အင်းအားနှစ်ခုရှင်ပြိုင်မှုမှာပြင်းထန်ကြပါရဲ့ သူတို့နှစ်ဦးရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပေါ်လာတဲ့စွမ်းအားအရှိန်တို့မှာအနီးမှာရှိတဲ့ရခအဖွဲသားများကိုချက်ချင်းလဲကျသိမ်းဆုံးသွားနိုင်ပါ रे အဲ့ဒီလောက်နဲ့မပြီးသေးပင်ရာစုမှုကြီးကတန်တင်းပုံနဲ့ဥတော်မကို အဆက်မပြတ်ရိုက်ပါ रे ဥတော်မလေးခုခန္ဓာကို ခုခံရှောင်းတိန်နာကိုရှောင်းတိန်ရင်ဂျက်ကောင်းကိုဆောင်းကတဖက်အလင်းအငိုက်ချိန်မှာတော့တူကြီးနဲ့လက်ပြန်ရိုက်လိုက်တော့ रे ရာဇူမူကြီးရဲ့ဘဲဘဲလက်မောင်းကိုတူကြီးနဲ့ရိုက်မိသွားပြီးအယိုးကျိုးတန်ကိုကြားလိုက်ရတယ်။ဒါပေမဲ့ရာဇူမူကြီးရဲ့တင်းပုတ်မှလည်းဥတော်မရဲ့နောက်ကျောကိုမိမိရရရိုက်ချလိုက်နိုင်ပါတယ်။ဥတော်မဟာ အရွယ်အားဖြင့်ဆုံရွေဆုံရွေတာမရှောင်နိုင်ခဲ့တော့လေအနေငယ်တာရိုက်သွားပြီးသူရဲ့ပိတ်တာ၂၄တဲ့တူကြီးကိုမြေပြင်မှာထောက်ပြီးတဖက်ရန်သူကိုတတိထားနေပါတယ်။ ဘဲဘဲလက်မောင်ကျိုးသွားတော့လေဘလို့မှမခံစားရတဲ့နဲ့ရာစုမူကြီးကတင်းမုတ်ကိုထမ်းပြီးဦးတော်မထံတလန်းချင်းရှောက်လာပါတယ်အဲ့ဒီနောက်တချက်ခုန်လိုက်ပြီးဦးတော်မကိုဖနှက်နဲ့ပေါင်ချလိုက်တော့ဦးတော်မလည်းဘဲဘဲလက်ဖြန်နဲ့ကောက်ွယ်ပြီးတဆက်ထဲဝင်လာတဲ့တင်းမုတ်ကိုတူကြီးနဲ့ရိုက်ထုတ်လိုက်ပြန်ပါတယ်အဲ့ဒီလိုနဲ့အရှိန်အဟုန်ပြင်းနဲ့သူတို့နှစ်ဦးရဲ့တိုက်ပွဲမှာအပြေကမပေါ်သေးဘူး ရခအဖွဲ့ရဲ့ဆယ်စုမူ9ယောက်တို့ကတောပုံကြီးကိုစူပေါင်းတိုက်ခိုက်နေကြတော့လေတောပုံကြီးရဲ့ကြီးစံများကိုရှောင်လွှဲနေရပါတယ်တချို့ကြီးစံများကိုခုခံထားနိုင်တော့လေဦးတော်မနဲ့တိုက်ခိုက်နေတဲ့ရာစုမူကိုထိခိုက်မိတာနဲ့ဆယ်စုမူများရဲ့ခုခံနိုင်စွမ်းလေနေပါလာပါတယ်ဒီအချက်ကိုသိတဲ့တောပုံကြီးဟာတိုက်ခိုက်နေရင်မှ ဥသောမအနီးမှရှိတဲ့ရာစုမူးကြီးကိုတနတ်နဲ့ချိန်ရွယ်ပြစ်ခတ်လိုက်ပါတယ်။ရာစုမူးကြီးရဲ့တင်းပုတ်မှလည်းလေထဲကိုမြောက်တက်သွားပြီးကြည်စံကိုပင်ရိုက်ခတ်လိုက်နိုင်တာမို့တော်ပုံကြီးရဲ့အကြံကမအောင်မြင်ခဲ့ပါ။ဥသောမလည်းတော်ပုံကြီးရဲ့အကြံစီကို နားလဲသလိုရှိလာပြီးရာစုမူးကို အမြန်အဆုံးသတ်ဖို့ပြင်တော်ပါတယ်။အဲ့ဒီအခိုက်ဆဲစုမူ၅ဦးဟာတောဘုံကြီးကိုရုတ်တရက်လှဲ့ပတ်နေပါတယ်လှဲ့ပတ်နေရင်မ အရှိန်မြင်လာတဲ့အခါတောပုံကြီးလည်းလူကိုမမြင်ရတဲ့အထိဝေးဝါးသွားပါတယ်။အဲဒီခဏမှပင် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမီးများဆွဲလောင်သလိုအနေထားပြက်ပြီးမြေပြင်မှာလှိမ့်ပြီးတော့မီးကိုငိမ့်တန်းရှားတော့တယ်။ဆဲစုမူငါဦးလည်းဟာတိုင်ရီမောရင်တောပုံကြီးကိုလှောင်နေကြစဉ်မီးတောက်နေတဲ့ခန္ဓာကိုယ်ပေါ်ကိုရေများလောင်ချလိုက်သလိုဖြစ်ပြီးမီးငိမ့်သွားခဲ့ရပါတယ်။ အဲ့ဒီအခါတော်ပုံကြီးလဲမိမိကိုမိမိနားမလည်နိုင်ဖြစ်သွားပြီးပန်ဝင်းကျင်ကိုအကဲခတ်ကြည့်လိုက်တဲ့အခါအာဘောမန်တန်အစွမ်းနဲ့မိငိမ့်သက်ပေးလိုက်တဲ့ခံဝေးဝေးကထူးမောင်ကိုမြင်လိုက်ရပါတယ်ထူးမောင်ကတော်ပုံကြီးတို့ရွာကိုကဲတင်ပေးခဲ့တာမို့အခုအခါတော်ပုံကြီးကကျေးဇူးဆက်ဖို့အတွက်ကိုညီတိုက်ခိုက်ပေးခြင်းဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာ ထူးမောင်က ပြန်လေကာကွယ်ပေးလိုက်ရတာမို့ကိုတိုင်လည်းအားမလို့အားမရဖြစ်ပြီးတနည်းအားကိုကြည့်လိုက်ပါရင်ဒေါ်ပုံကြီးဟာရာစုမူကြီးနဲ့ဦးတော်မာတို့ရဲ့တိုက်ပွဲအခြေအနေကိုကြည့်နေခြင်းဖြစ်ပြီးထူးမောင်ကိုလည်းကျေးဇူးတင်နေမိပါတယ်အဲ့ဒီနောက်နေရကနေထလာပြီးဆဲစုမှုများကိုရင်ဆိုင်မှုအသိပြင်လိုက်တဲ့ဒီတိုက်ပွဲကိုလည်း အသက်ဘေဘီတိုက်ခိုက်ဖို့ဆုံးဖြတ်ထားပြီဖြစ်တာကြောင့်ထူးမောင်ကို အစီပြေဟန်လက်ပြပြီးအစီအစဉ်အတိုင်းဆက်လုပ်ဖို့သာတိုက်တွန်းလိုက်ပါရယ်တဖက်မှာလည်းဦးတော်မနဲ့ရာစုမူကြီးတို့တိုက်ပွဲမှာပြင်းထန်တာထက်ပိုပြီးတော့ပြင်းထန်လာပြီးနှစ်ဦးစလုံးမှာလည်းပင်ပန်းနေလို့မထင်ရပါဘူး ဦးတော်မကသူ့ရဲ့ပိတ်တာ20လေးတဲ့တူကြီးကိုရွေပြီးမြေပြင်မှာထူချောင်းလိုက်တဲ့အခါအကွဲကြောင်းကြီးဖြစ်ပေါ်သွားတော့တယ်။အဲဒီအကွဲကြောင်းထဲကိုရာစုမူကြီးကကြာသွားတာကြောင့်ရခခိုင်းသားများအနှဲငယ်တုံ့လုံသွားကြတယ်။အဲဒီအချိန်မှာတောပုံကြီးတို့အဖွဲ့လေအตาစီးရှားနေကြပြီးဦးတော်မကအကွဲကြောင်းတစ်လျှောက်ကိုဘေးကနေလမ်းလျှောက်လာနေပါတယ်။ တန်တင်းပုတ်ကြီးနဲ့အတူ ရာစုမူကြီးကမြေကြီးအကွဲကြောင်းထဲမှပြန်ခုန်တက်လာတော့မို့ဦးတော်မလည်းတူကြီးကိုရွှေ့ပြီးရိုက်ပြန်ပါတယ်ရာစုမူကြီးကကာလိုက်နိုင်တော့လေပုံမှန်ထက်နှစ်ဆပြင်းနဲ့ခုံအားကြောင့်ဘေးကိုလွင်းကျသွားပါတယ်အဲ့ဒီအခါမှာ ရာစုမူကြီးကပြန်ထလာပြီးတင်းပုတ်ကြီးကိုမှွေရမ်းတော့ပါတယ်ပုံဝင်ကျင်တစ်ခုလုံးမှလေးစင်းနှမောင်းတိုက်တဲ့နဲ့တဲတို့လွင်ကျဲနေပြီးတင်းပုတ်ကြီးကိုမမြင်ရတဲ့အထိမျက်စံလှပါတယ် အဲ့ဒီအချိန်ရခအဖွဲ့လေရာစုမိုးတူဦးရဲ့စစ်မှန်တဲ့စွမ်းအားကိုမြင်ရတော့မှမဟုတ်အာရဝန်တာနေကြပါတယ်ဦးတော်မလည်းသူ့ရဲ့တူကြီးကိုဆွဲမြောက်ပြီးတင်းတင်းဆုံးလိုက်တဲ့အခါတူကြီးရဲ့ဘေးပတ်ဝန်းကျင်တလန့်အကွာခတ်မှာအပူချိန်ပြင်းလို့လာတာကြောင့်တလျက်တို့ တရရရဖြစ်နေပါတယ် တူကြီးရဲ့ထိပ်ပိုင်းမှာလည်းမီးပြင်းတိုက်ထားသလိုရဲရဲနီလာခဲ့ပြီးတဖက်မှာရှိတဲ့ရာစုမူကြီးရဲ့တန်တင်းပုံကြီးမှာလည်းမီးကြီးခဲခဲ့သို့နီးရဲလာတော့တယ်။နှစ်ဦးစလုံးဟာမျက်စိတမိတ်အတွင်းမှာပင်ထောင်းထောင်းထနေတဲ့တဲမုံများကြပြင်းဝင်လိုက်ကြပြီးတန်တုံးကြီးနှစ်ခုပြေးဆောင်တဲ့အတန်းမျိုးထွက်ပေါ်လာတဲ့ ပုံဝင်းကျင်နဲ့တိတ်ဆိတ်သွားပြီးတော့ပြင်းထန်တဲ့စွမ်းအားလှိုင်းကြောင့်ရိုင်းနဲ့သွားကြတယ်။သဲမုံတွေလွင့်ပြန်သွားတဲ့အချိန်မှာအလုံးစိမ့်ဝင်တစားကြည့်နေကြတဲ့ကြားမှာတူကြီးကိုထမ်းပြီးဥတော်မှထွက်လာခဲ့တယ်။သူရဲ့နောက်ကျောမှာ အပိုင်းပိုင်းကျိုးနေတဲ့တန်တင်းပုံနဲ့အတူဦးကောင်ကျင်းမွနေတဲ့ရာစုမိုးကြီးကို တွေးလိုက်ရတော့တယ်။ အဲ့ဒီအခါတော်ပုံးကြီးရလဲစိန်စုမှု၅ဦးရဲ့ကောင်းထဲကို၆လုံးပြူကြည်စံများပြည့်သွင်းပေးခဲ့ပြီဖြစ်ပါရဲ့ထူးမောင်က အရှိမရှိနေတဲ့မဟာမိတ်အဖွဲ့၃ခုမှပညာသည်များနဲ့ဥကြောင်လုံးဖန်ဆီးထားတဲ့ဆရာဖြစ်သူဥဝုံကိုလှမ်းမြင်နေရပြီဖြစ်ပါရဲ့အဲ့ဒါကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါတော်ပုံးကြီးနဲ့ဥတော်မတို့အောင်ပွဲစင်နိုင်ခဲ့တာကိုမြင်ရပြီးစိတ်ချသွားခဲ့ပါရဲ့ မြင်းကြီးမိုးမောင်ကိုစီးပြီးဥဝုံကိုကဲတင်မှုအပြင်းနှင်နေတဲ့တဖက်မှလက်ဝဲကိုင်းပညာတဲ့ဖုံးရစာတာတီနဲ့တန်ကျိုးရှင်တာတင်မေတော်လေးပါးကိုင်းကဒေါ်ကြီးညိုတို့ဆရာတပင့်ပြင်စယူပါကိုင်းရဲ့ငကားအဖွဲမှငကန်းနီငကန်းနဲ့တိုးကလည်းရက်ခမင်းဦးကြောင့်လုံးရဲ့အစီအစဉ်ကိုမပြတ်ဖို့အတွက်ကာကွယ်ပေးကြတော့မှာဖြစ်ပါရဲ့ရက်ခအဖွဲမှလည်း အဖွဲ့ဝင်ဘလူးတက်သားများဟာခေါင်းဆောင်မရှိတော့တဲ့အပြင်တော်ပုံကြီးရဲ့ထိုးစစ်ဆင်မှုနဲ့ဦးတော်မရဲ့လက်ချက်ကြောင့်မတက်တာတည်ဆုံနေကြရတယ်။အဲ့ဒီအချိန်ထူးမောင်ရဲ့ခန္ဓာကိုယ်အထက်မှ ကြီးကဲတကောင်ဖြတ်ပြန်သွားပါတယ်။ထူးမောင်ကအေးမဆိုင်ပင် အရှိကိုသာဆက်သွားနေရင်တော်ပုံကြီးပြောတဲ့တည်ရင်အရာဒေါ်ကြီးညိုကိုတည်ရင်ရောက်လိုက်မိပြီးမြင်းကျကျိုးကိုဆွဲလိုက်ပါတယ်။ထူးမောင်လှမ်းကြည့်လိုက်စင်မှာပင် တော်ပုံးကြီးကအတူတိုက်ပွဲဝင်နေတဲ့ဦးတော်မရဲ့နောက်ကျောကိုတနက်နဲ့ပြစ်လိုက်တာကိုမြင်ရတာမို့ထူးမောင်အံ့ဩနေမိပါရဲ့ဦးတော်မလည်းတူကြီးကိုမြေမာထောက်ပြီးတဖက်ကိုလှဲကြည့်လိုက်တဲ့အခါတော်ပုံးကြီးကိုယ်တိုင်ဖြစ်နေလို့အံ့ဩမဆုံးဖြစ်နေခဲ့ပါရဲ့တော်ပုံးကြီးကတနက်ကရင် သူ့ရဲ့အဖွဲသားများကိုအားလုံးရက်လိုက်ကြဒါအမှားပဲ တော်ဘုံကြီးရဲ့စကားကြောင့်အာလုံးကြောင်းသွားကြတယ်။အဲ့ဒီနောက်အာလုံးကြီးနေစဉ်ဆက်ပြီးတော့ပြောပြန်ပါတယ်။ငါတို့ရွာရဲ့ကျေးဇူးရှင်ကိုကူညီတယ်ဆိုပေမဲ့ဥဝဆိုတဲ့လူတယောက်ရဲ့အသက်အတွက်ငါတို့အဖွဲသားတွေရဲ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီ။ဟုတ်တယ်။ဒါမတန်ဘူးကွာ။ဘာကြောင့်လဲဆိုတော့ဥတော်မဖြစ်စေဥဝဖြစ်စေပြင်ဆောက်ယူပါဂိုင်းသားအဟောင်းတွေပဲဖြစ်တယ်။ဒီဂိုင်းသားတွေဟာ내ချက်လက်ပါစီတွေဖြစ်ခဲ့ဘူးတော့ကြောင့် ငါတို့အသက်ပေးပြီးကဲတင်ရတာတည့်ရလားအစိုးဆုံးကတော့ဥတော်မဆိုတာတချိန်ကငါတို့ရဲ့တော်လန်ရေးခေါင်းဆောင်တွေကိုခေါင်းဖြတ်ပြီးမြေအောက်အဖွဲမှာအလုံးလုံးခဲ့တဲ့ကျေးစားအဖွဲဝင်တူဦးပဲအခုလေသူ့မိတ်ဆွေရဲ့အသက်ကိုကဲဖို့ငါတို့အားလုံးရဲ့အသက်နဲ့အလဲအထက်လုံနေတာကွာခေါင်းဆောင်ဖြစ်သူရဲ့စကားကိုကြားတဲ့အခါအဖွဲသားများလည်းတွေ့ဝေသွားကြပြီးဘာဆက်လုံးရမှန်းမသိဖြစ်သွားကြပါရဲ့ အဲ့ဒီအချိန်မှာထူးမောင်လေဒေါ်ကြီးညိုရဲ့လဲကွဲတစ်ခုကိုတော်ပုံကြီးတယောက်ခံလိုက်ရပြီလို့သိလိုက်ရတော့တယ်ဦးတော်မကနောက်ကျောကရှင်မတ်အထိတနက်ကြီးစံဖောက်ထားပြီးသွေးများစီးကြနေတော့လေသူ့ရဲ့တူကြီးကိုလှုပ်ချပြီးတော်ပုံကြီးရဲ့ပခုံးကိုပုတ်လိုက်တယ်အဲ့ဒီနောက်ယောက်ျားတွေဆိုရင်ကိုယ်တိုင်ဆုံးဖြတ်လို့ဆိုက တောပုံးကြီးကိုတက်ဖို့လာနေတဲ့ဒေါ်ကြီးညိုရဲ့တပည့်မနှစ်ယောက်ကိုမီးလုံးအသွင်နဲ့မြေလိုက်ရတာကြောင့်တူကြီးကိုဆွဲပြီးရိုက်ထုတ်ကောက်ွက်ပေးလိုက်တော့တယ်။အဲ့ဒီအခါတောပုံးကြီးလည်းလှဲစားခံလိုက်ရပြီဆိုတာသိတာကြောင့်တနက်ကိုလှုတ်ချကဥတော်မရှိမှဒူးထောက်လိုက်တော့တယ်။ဒံယာပြင်းထန်လာတော့လေအသက်ပြင်းလာတဲ့ဥတော်မနဲ့တောပုံးကြီးတို့ကိုကြည့်ပြီးထူးမောင်လေး ဂျော်ဂျီညိုတို့မဲတော်လေးပါးဂိုင်းဝင်များကို ရှော့မတွန့်ဖို့တတိထားခဲ့မိပါရယ်အဲဒီအချိန်အခွေကောင်းရတာနဲ့ဓာနဲ့ရှင်ကြော်တင်ဟောင်းတဖက်ကိုတတိမထားမိရဲ့ထူးမောင်ရဲ့နောက်ကျောကိုဓာနဲ့ထိုးဖောက်ဖို့ချိန်ရွယ်ပြီးလေထဲမှာပင်အရှိန်နဲ့ဝင်ရောက်လာခဲ့တော့တယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဆလံလေးကတော့စာရေးဆရာမိဟိန်ခန့်ဥတ္တာတိပါရှင်းသားထားတဲ့မန္တန်ထူးမောင်နဲ့ မရဏမော်တိုက်ပွဲဆိုတဲ့ဇလန်လေးရဲ့အပိုင်းဆက်ခုံကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇလန်ကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်လဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်။